ဆရာမဒေါ်မင်းမြင့်ရေးသားသောမိဘများတရားရစာအုပ်မှာမိကုံကတော့ဖြင့်နိဗ္ဗာန်ရောက်အောင်ဘယ်လိုကျင့်ရမလဲဆိုတဲ့မိကုံဖြစ်ပါတယ်ခင်ဗျာအဖြေကတော့သိပြီးမှရှင်းပါတဲ့တရားဓမ္မတော်တော်များများကကိလေသာကိုအရှိထားပြီးကုံအောင်လုပ်နေကြတယ်ကိလေသာကတဏ္ဍာရီလုံးကပါလာတာပါလာတဲ့ကိလေသာတွေကိုကုံအောင်အထုမှနိဗ္ဗာန်ရောက်မှာဆိုပြီးဤအမျိုးမျိုးနဲ့ကိလေသာကိုအောင် ရှုကြမှတ်ကြလုံးကြတော့တာပါပဲလောဘဒေါသဆိုတာကပရမတရားတင်္ကတပရမတ်တင်္ကတဆိုတာဖြစ်ပြီးသားမဟုတ်ပေမဲ့ပြုလင်ဖြစ်မဲ့တဘောကဘယ်တော့မှမကုန်ပြုပေးလင်ဖြစ်မှာကဘာဒီသာအချိန်ချင်းပြတ်သွားမယ်ပရမတ်ကဘယ်တော့မှကုန်ပြောက်မသွားဘူးတင်္ကာရနဲ့ပြုပေးရင် ဖြစ်မဲ့တဘောကဘယ်တော့မှမကုန်ဘူးအတန်ဒီကုန်အောင်ဆိုပြီးစီကြီးကိုရိုက်ထုတ်လေ ው တော့အတန်ဒီမကုန်တဲ့ပြင်အတန်ဒီက ဆက်ကဆက်ကဖြစ်နေမှာပါပဲအဲ့ဒါလိုပါပဲလောဘဒေါသကုံအောင်ဆိုပြီးတော့ရှုမှတ်ပွားများအားထုတ်လို့ကတော့ကိလေသာမကုံတဲ့အပြင်ကိလေသာတွေပဲဆက်ဖြစ်နေမှာပါ စီကြီးရနကူကမီးပြီးသားမရှိဘူးတိခတ်မှုဆိုတဲ့သင်္ခါရနဲ့ပြုလို့တာအတန်ဖြစ်ပေါ်လာရတာနကူကရှိနေတာကအတန်မရှိရအတန်ကုံပြောက်ရာကြီးပဲရှိနေတာအဲ့ဒါလိုပဲကိလေသာကလည်းနကူကဖြစ်ပြီးသားမရှိပါဘူး ကြံစီနှလုံးသွင်းခြင်းဆိုတဲ့စိတ်တသင်္ကာရနဲ့ပြုလို့သာကိလေသာဖြစ်ရတာ။နှခုရှိနေတာကကိလေသာတို့ မပေါ်ပေါက်ရ။ကိလေသာကုံညာကြီးပဲရှိနေတာ။ကိလေသာကုံညာကြီးကနှခုကလေးကရှိနေတာပါကလား။သင်္ကာရနဲ့ပြုလို့သာကိလေသာ ဖြစ်တာပါကလားလို့သိပြီးသင်္ကာရနဲ့ပြုမပေးထူတော်မပေးရင် သင်္ကာရချုပ်ပါလေ။သင်္ကာရမလုပ်ရင်ချုပ်တာပါပဲ။သင်္ကာရမလုပ်လို့သင်္ကာရချုပ်ရင်ဝိညာဉ်ချုပ်ပါလေ။ ဝิญဉ်ရှုပ်ရင်နာယုတ်ရှုပ်ပါတယ်နာယုတ်ရှုပ်ရင်တလာရတနာဖတ်တဝိရဏတဏှာဥပါဒံဘဝဇာတိဇာရမရဏဒုက္ခဒေါမနတအကုန်ရှုပ်သွားတာသင်္ကာရရှုပ်တာနဲ့ပရိစ္ဆသမုပ္ပါပြတ်တာတန်တရာယတတန်တရာရှုပ်ရဟာနိဗ္ဗာန်ပါပဲနိဗ္ဗာန်ကဘလို့မှ မပြုတ်မလို့ရပဲသူ့လူလူကချုပ်ပြီးသားကြီးငြိမ့်ပြီးသားကြီးရှိနေတာအမြဲရှိနေလို့အိဋ္ဌာဘယ်လိုမှ မပြုတ်မလို့ရလို့အသင်္ကတာ အထောက်ပံ့ကင်းလို့အပြစ်စရာလို့ပြောတာနေဗံကလုံးဝဖြစ်လာမှမဟုတ်ပါဘူးဘယ်လိုမှမပြုတ်မလို့ရပဲသူ့လိုလိုသူ့နှကူရှိတဲ့နေဗံကိုတိတဲ့ညံဖြစ်ရမှာတိတဲ့ညံဖြစ်အောင်တိတဲ့သူကပြောလိုက်ရင်တိသွားတာပါပဲနေဗံဆိုတာဘယ်မှာရှိတယ်ဘယ်သဘောရှိတယ်တိတော့မှနေဗံရောက်အောင်ကျင့်ရမှာနေဗံရောက်ကြောင်းအချင်းကျင့်မှနေဗံရောက်ရတာဥပမာရွှေရကုံဘုရားကိုရောက်ရှင်နေဆိုပါတော့ရွှေရကုံဘုရားက ဘယ်နေရာမှာရှိမှလည်းမသိဘယ်ကစီးသွားမှလည်းမသိဘူးဆိုရင်ရွှေကုံဘုရားကိုရောက်အောင်မသွားတတ်ဘူးရွှေကုံဘုရားကဘယ်မှာရှိတယ်ဘယ်ကစီးသွားရတယ်ဆိုတာသိမှရောက်အောင်သွားတတ်တာသိအောင်ကလည်းသိတဲ့လူကပြောပြမှသိမှသိတဲ့လူကပြောပြလို့သိပြီဆိုရင်လမ်းမမနိုင်တော့ဘူးသူညွန်ပြတဲ့အတိုင်းသွားလိုက်တာနဲ့ရောက်သွားမှာပါပဲအဲ့ဒီလိုပါပဲနိဗ္ဗာန်ရောက်ရှင်နေဆိုရင်နိဗ္ဗာန်ကဘယ်မှာရှိတယ် ဘယ်သဘောရှိတယ်နိဗ္ဗာန်ရောက်အောင်ဘယ်လိုကျင့်ရလဲဆိုတာသိမှနိဗ္ဗာန်ရောက်အောင်တွားလို့ရမှာဒါကြောင့်နိဗ္ဗာန်ရောက်ဖို့ညွန်ပြနိုင်တဲ့ဆရာကောင်းတွေ့ဖို့လိုတယ်ဆရာကဟောပြောညွန်ပြလိုက်လို့နိဗ္ဗာန်ကိုသိပြီဆိုမှတော့ကျင့်ရမှာသိတာကဝိစာကျင့်တာကသရဏအတိနဲ့အရှင်ပြည့်စုံမှနိဗ္ဗာန်ရောက်တာသောတာပန်ဆရာကဟောပြောညွန်ပြလို့နိဗ္ဗာန်ကိုသိယုံတာသိသေးတာကိလေသာမကုန်သေးဘူး ကိလေသာကုန်မှယဟန္တာဖြစ်ပြီးနိဗ္ဗာန်ရောက်မှာမို့ကိလေသာကုန်အောင်ကကျင့်ရဦးမှာကျင့်ရမယ့်အကျင့်ကနိဗ္ဗာန်နဲ့နေတဲ့အကျင့်နဲ့ကျင့်ရမှာနိဗ္ဗာန်နဲ့နေတဲ့အကျင့်ဆိုတာကစိတ်ကြံစိတ်အတွင်းစိတ်အမှုစိတ်ကိစ္စတွေမလုပ်ရင်စိတ်ကလေးအေးနေငြိမ့်နေတာပါကလားလို့သိပြီးအေးတော့အေးတယ်လို့ငြိမ့်တော့ငြိမ့်တယ်လို့လေးနေလိုက်တာတွေးတဲ့အလုပ်ကြံတဲ့အလုပ်တွေမလုပ်တော့သင်္ကာရရှုပ်နေတာပေါ့သင်္ကာရရှုပ်ရာကိုနိဗ္ဗာန်ခေါ်တာ အေးတော့အေးတယ်လို့ငိမ့်တော့ငိမ့်တယ်လို့နေလိုက်တာဟာသင်္ကာရရှုပ်ရာနိဗ္ဗာန်နဲ့နေတာအဲ့ဒါကိုမေကဘဝနာပွားတယ်လို့ခေါ်တာမေကဘဝနာပွားတဲ့အကျင့်ကိုကျင့်လိုက်တော့ကိလေသာတစ်ဖြည်းဖြည်းအဖြစ်ကျဲလာပြီး နောက်ဆုံးကိလေသာကုန်သွားတာကိလေသာကုန်မှယဟန္တာဖြစ်ပြီးနိဗ္ဗာန်ကိုရောက်ရတာဒါကြောင့်ကျင့်တယ်ဆိုတာသိပြီးမှကျင့်ရတယ်နိဗ္ဗာန်ဆိုတာဘယ်သဘောရည်လို့လည်းမသိနိဗ္ဗာန်ရောက်အောင်ဘယ်လိုကျင့်ရမှန်းလည်းမသိပဲနဲ့ ရှုမှတ်ပွားများအထုဏီလို့ကတော့ကိလေသာမကုန်နဲ့ပြင်ကိလေသာတွေပဲထက်ကတက်ကဖြစ်နေတော့မှဒီကိလေသာတွေကိုကုန်အောင်အထုရမယ်ဆိုပြီး ရှုမှတ်တဲ့အလုတ်လုတ်တယ်ရှုတယ်မှတ်တယ်လို့ဆိုတာစိတ်နဲ့ရှုရမှတ်ရတာစိတ်လို့လုတ်တယ်ဆိုတဲ့ကလေးကစိတ်တသင်္ကာရဖြစ်နေပြီသင်္ကာရကြောင့်ဖြစ်တဲ့ကိလေသာကိုကုန်ရင်တဲ့တဏ္ဏနဲ့ရှုမှတ်တော့သင်္ကာရထပ်ဖြစ်တယ်သင်္ကာရဖြစ်ကြောင့်ဖြစ်တဲ့ ကိလေသာကိုသင်္ကာရနဲ့ထက်ရှုတော့ကိလေသာမကုန်နဲ့ပြင် ရှုရမှတ်ရတဲ့ဒုက္ခတွေသာတိုးလာမယ်ကိလေသာကတော့ကုန်မှာမဟုတ်ဘူးကိလေသာကုန်ခြင်းလို့ရှုတာမှတ်တာကိုတစ္ဆာဖွဲ့ကြည့်မယ်ဆိုရင်ကိလေသာကုန်ခြင်းကသမှုရိယတစ္ဆာကိလေသာကုန်ခြင်းလို့ရှုရမှတ်ရတာကဒုက္ခတစ္ဆာဒုက္ခသမှုရိယဆိုတဲ့လေတဲ့လိမ့်တဲ့ဝင်သွားတာဒါကြောင့်နိဗ္ဗာန်ရောက်အောင်ကြည့်ရမယ်ဆိုတာမှန်ပါတယ် ရန်ကျင်လို့တော့မရဘူး။နိဗ္ဗာန်ဆိုတာဘယ်သဘောရည်လို့သိပြီးမှကျင့်ရမှာ။နိဗ္ဗာန်ရောက်အောင်ကျင့်ဖို့အတွက်နိဗ္ဗာန်သိအောင်ဟောပြညွှန်ပြနိုင်တဲ့ဆရာကောင်းတွေ့ဖို့အရေးကြီးပါလေ။ဆရာကဟောပြညွှန်ပြလို့နိဗ္ဗာန်သိပြီဆိုတော့မှနိဗ္ဗာန်ရောက်အောင်ကျင့်ရမှာ။ရန်ကျင်လို့တော့မရဘူး။နိဗ္ဗာန်ဆိုတာဘယ်သဘောရည်လို့သိပြီးနိဗ္ဗာန်ရောက်အောင်ကျင့်ရမယ့်အကျင့်ကိုသိမှနိဗ္ဗာန်ရောက်အောင်ကျင့်တတ်မှာ။နိဗ္ဗာန်ရောက်အောင်ကျင့်ဖို့အတွက် နိဗ္ဗာန်သိအောင်ဟောပြောညွှန်ပြနိုင်တဲ့ဆရာကောင်းတွေ့ဖို့အရေးကြီးပါတယ်။ဆရာကဟောပြောညွှန်ပြလို့နိဗ္ဗာန်သိပြီဆိုမှနိဗ္ဗာန်ရောက်အောင်ကြည့်ရမှာညွှန်ပြတာကဆရာတော်ဝန်ရောက်အောင်ကြည့်ရမှာကယောဂီတော်ဝန်ဝိဇ္ဇာသရဏအတိနဲ့အကျင့်နဲ့ပြည့်စုံမယ်ဆိုရင်ရဟန္တာဖြစ်ပြီးနိဗ္ဗာန်ရောက်ပါလိမ့်မယ်။နိဗ္ဗာန်ကိုသိပြီးမှရှင်းပါပါလို့ပြောကြရင်ဤကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ။